2025ခုနှစ်ဧပြီလ29ရက်နေ့တွင်ယမန်နိုင်ငံမှဟူတီများသည့်တောင်ပိုင်းနီကဒေသတွင်တည်ရှိသော အစ္စရေးအနီဗာတင်းလေတစခန်းကိုပြင်မထား၍အထံထက်မြန်သောဒုံးကျည်ဒဇင်းကိုပြုလုပ်ခဲ့သည်။ဒုံးကျည်သည်အစ္စရေးလေပိုင်နှင့်အတွင်းသို့မရောက်မဝင်ရောက်မီဂျာဖြတ်ပြုလုပ်ခဲ့ကြောင်းအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကပြောကြားခဲ့သည်။ဂျော်တင်ကာကွယ်မှုအနေဖြင့်ပင်လယ်သေအနီးတွင်အုတ်အော်တံများထွက်ပေါ်လာခဲ့သည်။ ဟူတီစစ်တပ်ပြောရေးဆိုခွင့်ရှိသူဘိုမူဂျုံယာယာဆာရီကဆိုပါတိုက်ခတ်မှုအတွက်တာဝန်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်ပါလက်စတိုင်းနှင့်ဟူအမည်ပေးထားသည့်အတန်ထက်မြန်သောဒုံးကျည်ကိုအုံပြုခဲ့ပြီး၎င်း၏ပြမကိုအောင်မြင်စွာထိမှန်ခဲ့ကြောင်း၎င်းကပြောကြားခဲ့သည်ဂါဇာကမ်းရောင်ကပိတ်ဆို့ထားမှုတွေကိုရုတ်သိမ်းပြီးလေဗနွန်ကိုတိုက်ခတ်မှုတွေပြီးဆုံးတဲ့အထိဟူတီတွေကသူတို့ရဲ့စစ်စင်ရေးတွေကိုဆက်လက်လှုပ်ဆောင်သွားမည်လို့လည်းသူကပြောပါတယ် ်ဒီတိုက်ခတ်မှုကဣသရေလကိုစန့်ကျင်တဲ့ဟူတီတွေရဲ့ဆက်တိုက်တိုက်ခတ်မှုတွေရဲ့တစိ့တစ်ပိုင်းဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်သားတစ်ပတ်အတွင်းကဟူတီတို့ဒီဣသရေလလက်ပိုင်းတွင်ဒုံးကျည်များနဲ့ဒရုန်းများကို ပြစ်လုခဲ့သည်တယ်လီဗစ်ဂျာဗာအေရှားကိုဒုံးကျည်တစ်စင်း2024ခုနှစ်ဒီဇင်ဘာ21ရက်နေ့ထိမှန်ခဲ့ပြီးအနည်းဆုံးလူ20တန်ရာရှိခဲ့ပါသည်2024ခုနှစ်ဒီဇင်ဘာ25ရက်နေ့တွင်နောက်ထပ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တော့လဲအစ္စရေးလပိုင်းတွင်ဒုံးကျည်တစ်စင်းကြပ်ဖြတ် ဖြစ်စီခဲ့ခံခဲ့ရသည်ဒုံးကြီးမှအပျက်စီများသည်ဘီယာယာကိုစီတိငေရောဒဏ်ရာများနှင့်ပစ္စည်းများပျက်စီးစေခဲ့သည်ဂါဇာကမ်းပေါ်ကတွင်ဖြစ်ပွားနေသည့်ပြည်ပကအတွင်၎င်းတို့၏တိုက်ခိုက်မှုတွေကိုဟူတီကလှုပ်ဆောင်နေသည်ဟုဆိုသည် IDF အဆိုအရလွန်ခဲ့သည့်နှစ်အတွင်းဟူတီများ၏ဒုံးကျည်900ကျော်နှင့်မောင်းတူမဲ့လေယာဉ်190ကျော်ကိုအစ္စရေးတို့ပြစ်လုခဲ့သည်အဆိုပါဒုံးကျည်များ၏ဒရုန်းအများစုသည်အစ္စရေးပိုင်နယ်သို့မရောက်မီကြားဖြတ်ဟန်တာခံခဲ့သည် ဟူဒီတက်ခတ်မှုကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးနဲ့အမေရိကန်တို့ကယမန်မှာရှိတဲ့ဟူဒီပြည်မတွေကိုလေကြောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ထို့တော့လည်းအဆိုပါတက်ခတ်မှုများအပြည့်တွင်ပင်ဟူဒီတို့ဒီတက်ခတ်မှုတွေကိုဆက်လက်လှုပ်ဆောင်နိုင်စေဖြစ်သည့်ဒေတာတွင်တင်းမာမှုများဆက်လက်ကြီးထွားလာသည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်အစ္စရေးနိုင်ငံအပေါ်ဟူဒီတက်ခတ်မှုများကိုဆွေးနွေးရန်အရေးပေါ်စီဝေးတရချင်းပရန်စီစဉ်လက်ရှိသည်။ဣဇွေတောင်ရှိသူတွေကအဆိုပါတက်ခတ်မှုတွေကိုစုတ်ချရန်နဲ့အဆိုပါချိန်ချောက်မှုတွေကိုတံပြန်ကူညီရန် နိုင်ငံတကာအတိုင်ဝန်ကိုတောင်းဆိုခဲ့သည်။